KF ကိုရုရှားကဒုံးကျည်နဲ့ဒရုန်းတွေရဲ့တိုက်ခိုက်မှုဒနင်္ဂနွေမနက်ပိုင်းကရုရှားဟာယူကရိန်းကိုဒုံးကျည်တွေဒရုန်းတွေနဲ့အများကြီးနဲ့ပြင်းပြထန်ထန်တိုက်ခိုက်ခဲ့လို့လူတွေသေဆုံးခဲ့ရပါတယ်။အဲဒီနောက်ပိုင်းအခြေအနေနဲ့ရှင်းလင်းရေးလှုပ်လိုက်တဲ့ပုံရိပ်တွေကိုလည်းချက်ချင်းပဲမြင်တွေ့ခဲ့ရပါတယ်။ Associated Press သတင်းဌာနရဲ့ဖော်ပြချက်အရရုရှားဟာစနေနေ့ညကနေတနင်္ဂနွေနေ့အထိ drone နဲ့ဒုံးကျည်လှိုင်းကြီးတစ်ခုကို Ukraine စီလွှတ်တင်ခဲ့ပါတယ်။ ဒီလိုက်မှာအနည်းဆုံးလူ၄ယောက်သေဆုံးပြီးအပြင်းထန်ဆုံးတိုက်ခိုက်မှုကတော့မြို့တော် KF ကိုထိမှန်ခဲ့တာပါဒီတိုက်ခိုက်မှုကပြီးခဲ့တဲ့လက KF ကို၄ချောင်းကတိုက်ခတ်ခဲ့လို့လူ21ယောက်သေဆုံးခဲ့ရပြီးနောက်ပိုင်းပထမဆုံးအကြီးစားတိုက်ခိုက်မှုလည်းဖြစ်ပါရယ်။အကြီးအကဲတွေကသေဆုံးသူတွေကိုတနင်္ဂနွေနေ့မှာ Telegram ကတစ်စစ်အတည်ပြုခဲ့ပါရယ်။ဒဏ်ရာသူ၁၀ယောက်ရှိတယ်လို့လည်းသူကပြောပါရယ်။ဒီတိုက်ခိုက်မှုကမြို့ရဲ့နေရာအသီးသီးကအရက်ဖတ်ဒေသတွေကိုပိတ်မထားခဲ့တာပါ။သေဆုံးသူတွေထဲမှာအသက်၁၂နှစ်အရွယ်မိန်းကလေးတဦးလည်းပါဝင်ခဲ့ပါရယ်။ ဘာကွယ်မှုတစ်ခုအပြည့်မျိုးလဲနာကမီဂိုမဲတွေတလူလူထွက်နေတာကိုတွေ့ခဲ့ရပါတယ်။ယူကရိန်းလက်တက်ရဲ့သတင်းထုတ်ပြန်ချက်အရရုရှားဟာပောက်ကွဲစေတဲ့ drone နဲ့လဲပြားတဲ့ drone 965စီးလောက်နဲ့ဒုံးကျည်48စီးကိုပြစ်လုခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထဲကမှယူကရိန်းကာကွယ်တပ်ဖွဲ့တွေက drone 966စီးနဲ့ဒုံးကျည်45စီးကိုပစ်ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။တမ်မရဇလန်စကီးကလည်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးလူမှုကွန်ရက်မှာရှင်းတင်ခဲ့ပါတယ်။ရုရှားရဲ့တိုက်ခိုက်မှုဟာ စက်နှစ်နာရီကျော်ကြာမြင့်ခဲ့တယ်လို့လည်းသူကဆိုပါရယ်။ဒါကိုရိုင်းဆိုင်တဲ့တိုက်ခိုက်မှုနဲ့မြို့တွေကိုရွေကျက်ရှိရှိအကြမ်းဖက်တာလို့လည်းသူကပြောပါရယ်။ရုရှားဟာတိုက်ခိုက်ဒရုန်း900နီးပါးနဲ့အစ်စ်မြင့်ခင်ဇယ်ဒုံးကျည်တွေအပါအဝင်ဒုံးကျည်40ကျော်ကိုသုံးခဲ့တယ်လို့သူကရှင်းပြပါရယ်။မနက်ပိုင်းမှာလည်းရုရှားနဲ့အီရန်လို့ချက်ဟက်ဒရုန်းတွေဟာယူကရိန်းကောင်းငင်ပေါ်မှာထပ်ပြန့်တန်းနေတယ်လို့လည်းသူကပြောပါရယ်။အဓိကပြစ်မှတ်တွေကတော့ Kiev နဲ့အနီးဝန်းကျင်ဒေသတွေပါ။အဲ့ဒီအပြင်တခြားမျိုးကြီးတော်တော်များများလည်းထိမှန်ခဲ့ပါရယ်။ အသက်၁၂နှစ်အရွယ်မိန်းကလေးတဦးသေဆုံးသွားတာကိုသူကထပ်မံပြောကြခဲ့ပြီးဆုံးရှုံးမှုတွေနဲ့ကြုံတွေ့ရတဲ့မိသားစုတွေကိုလည်းဝန်ထဲကြောင်းတဝင်လွှာပို့ခဲ့ပါတယ်။ဒဏ်ရာရရှိသူကလေးတွေအပါအဝင်လူ၄၀လောက်လည်းရှိခဲ့ပါတယ်။မုတ်ဖုတ်ဆက်ယုံတာယာဆက်ယုံကိုပါအိမ်တွေတိုက်ခန်းတွေနဲ့တခြားအဆောက်အုံတွေလိုအရက်ဖတ်နေရာတွေလည်းဖျက်ဆီးခဲ့ရပါတယ်။မြို့ပြပုံရိပ်တွေမှာပျက်စီးဆုံးရှုံးမှုတွေနဲ့ရှင်းလင်းရေးလုပ်ငန်းစဉ်တွေကိုလည်းမြင်တွေ့ရပါတယ်။အဆောက်အုံတော်တော်များများဟာပြင်းပြထန်ထန်ပျက်စီးခဲ့ရတာကိုတွေ့ရပါတယ်။ဇယ်လန်စကီကသူ့ရဲ့စာထဲမှာ ရုရှားရဲ့တိုက်ခိုက်မှုဟာကုလသမဂ္ဂအထွေထွေညီလာခံသတင်းပတ်အပြီးချက်ချင်းဖြစ်ခဲ့တယ်လို့ပြောပါရယ်။ဒါရုရှားရဲ့တကယ်လုပ်ချင်တဲ့သဘောထားကိုပြသနေတာဖြစ်ပြီးဆက်လက်တိုက်ခိုက်ခါလူသက်နေအောင်မဲ့ဆိုတာကိုပြနေတယ်လို့ဆိုပါရယ်။သူကကမ္ဘာကြီးကို မော်စကိုအပေါ်ဖိအားတွေပို့ပေးဖို့တောင်းဆိုခဲ့ပါရယ်။ရုရှားကစွန့်ရင်ရောက်ချမှုနဲ့သူ့ရဲ့အရေးတက်ဖွဲ့တွေကနေငွေရနေသူတွေစစ်ပွဲကနေအကျိုးမြတ်ရနေတယ်လို့သူကဆိုပါရယ်။ရုရှားရဲ့ဝင်ငွေကိုဖျက်တောက်ပြီးတရမန်ရေးရစီတွန်းပို့ဖို့အတွက်ယူကရိန်းကပြန်လည်တိုက်ခိုက်နေအောင်မယ်လို့လည်းသူကပြောခဲ့ပါရယ်။ ညီငယ်ကြီးကိုလူလာတဲ့နိုင်ငံအားလုံးဟာတမ်မရာထရန်ရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုထောက်ခံခဲ့ပြီးရုရှားကနေသွင်းကုန်တွေတင်သွင်းအောင်ရှက်တက်မယ်လို့ဆိုပါတယ်။အမေရိကန်ဥရောပ G7 နဲ့ G20 တို့စီကနေပြင်းထန်တဲ့အရေးယူဆောင်ရွက်မှုတွေကိုလည်းသူကတောင်းဆိုခဲ့ပါတယ်။ KF ကနောက်ဆုံးရပုံရိပ်တွေမှာပျက်စီးမှုတွေနဲ့ရှင်းလင်းလုပ်ငန်းတွေကိုပြသနေပါတယ်။ဒီတိုက်ခိုက်မှုတွေဟာ12နိုင်လောက်အထိကြာမြင့်ခဲ့ပြီးအဆအုံအများအပြားကိုပျက်စီးစေခဲ့ပါတယ်။ ရော်ဒါသတင်းဌာနကဖော်ပြခဲ့တဲ့စာမှုတစ်ခုမှာတော့တမ်မရာထရန်ကယူကရိန်းတပ်ဖွဲ့တွေဟာရုရှားသိမ်းပိုက်ထားတဲ့မြေအားလုံးကိုပြန်လည်သိမ်းယူဖို့အခွင့်အရေးရှိတယ်လို့ပြောခဲ့ပါတယ်။ဒါကထရန်ရဲ့ပြောဟန်ပြောင်းလဲမှုကိုပြသနေတာပါ။ဟူလာတမကအထွေထွေညီလာခံအတွင်းမှာတမ်မရာဇလန်စကီနဲ့တွေ့ဆုံပြီးတဲ့နောက် True Social မှာဒီစာကိုသူကရေးတင်ခဲ့တာလည်းဖြစ်ပါတယ်။ ကဲဆက်လက်ပြီးနောက်ထပ်သတင်းတစ်ပုဒ်ကတော့ Moldova အကြောင်းပဲဖြစ်ပါတယ်။ရုရှားကဒီနိုင်ငံမှာရှိတဲ့အစိုးရကိုဖျောက်ချဖို့စ조사နေတာပါ။ဒါပေမဲ့ပူတင်ကတော့ညှင်းဆိုပါတယ်။ဥရောပက Moldova ကိုသိမ်းပိုက်ချင်းနေတာလို့သူကပြောပြီးဒါကိုအကြောင်းပြချက်အဖြစ်သုံးက Moldova နယ်စပ်နားမှာစစ်တပ်တွေတိုးချဲ့ခဲ့ပါတယ်။ဒီနေရာမှာလည်းနေရှုပ်ထွေပါတယ်။ရုရှားနဲ့ Moldova မှာတိုက်ရိုက်နယ်နိမိတ်ချင်းထိစပ်မှုမရှိပါဘူး။ဒါဆိုရင်ရုရှားကဘလို့လုပ်ဒီနိုင်ငံကိုကျူးကျော်နိုင်ပါလဲ။ မော်ဒိုဗာနိုင်ငံအထက်မှာ Transnistria လို့ခေါ်တဲ့မြေသားကျင်းမြောင်းတဲ့နေရာလေးတစ်ခုရှိပါတယ်1990ပြည့်လို့နှစ်တွေမှာဆိုဖီယက်ယူနီယံပြိုကွဲချိန်တုန်းကဒေသခံခွဲထွက်ရေးသမားတွေဟာ1992ခုနှစ်မှာဒီနေရာမှာမော်ဒိုဗာတပ်ဖွဲ့တွေနဲ့တိုက်ခိုက်ခဲ့ကြဘူးပါတယ်အပြစ်ခတ်ရစေးကရှေ့တန်းနေမြေတွေကိုရပ်တန့်သွားစေခဲ့ပါတယ်ဒါပေမဲ့ရုရှားတပ်တွေကဒီနေရာကနေလုံးဝမထွက်ခွာခဲ့ကြပါဘူးရုရှားစစ်သည်1500လောက်ကျန်နေခဲ့ပါတယ် သူတို့ကငြိမ်းချမ်းရေးထိန်းသိမ်းသူတွေအနေနဲ့နေတာလို့လည်းပြောပါတယ်။မကြသေးခင်ကမော်ဒိုဗာဝန်ကြီးချုပ်ကရုရှားဟာစစ်တေဥယေကိုတပေါင်းအထိတိုးမြင့်ခြင်းနေတယ်လို့လည်းသတိပေးခဲ့ပါတယ်။ခရမလင်နဲ့ယင်းနေတဲ့အစိုးရတရက်အာဏာရလာခဲ့ရင်ဒီလိုဖြစ်လာနိုင်တယ်လို့သူကပြောခဲ့တာပါ။လွန်ခဲ့တဲ့ရက်သတ္တပတ်အနေနဲ့အတွင်မှာရုရှားကနေတိုးကမော်ဒိုဗာကိုတိမ်းပိုက်ဖို့ကြိုးစားနေတယ်လို့ပြောခဲ့ပါတယ်။ဒါကရုရှားဟာကျူးကျော်ဖို့စီစဉ်နေတာပဲလို့လူတွေကထင်မြင်ယူဆစေပါတယ်။ဒါပေမဲ့ကျူးကျော်မှုကဒုတိယအဆီဇင်ပလန် B ဖြစ်နိုင်ပါတယ်။ ပထမအစီအစဉ်ပလန် A ကတော့မဲပေးမှုကိုအသုံးပြုပြီးနိုင်ငံကိုတင်ပိုက်ဖို့ဖြစ်နိုင်ပါတယ်။ဒါကတရားမျှတတဲ့ရွေးကောက်ပွဲမှာအနိုင်ရတာမျိုးမဟုတ်ပါဘူး။ရုရှားအတွက်တော့ဒါဟာအွန်လိုင်းမှာလိမ်ညာတာနဲ့မဲယုံနာကလူတွေကိုသူ့လိုချင်တဲ့ပါတီကိုမဲပေးဖို့ပတ်စံပေးတာမျိုးလုပ်နိုင်ပါတယ်။တရင်မှာဖြန့်ချီစစ်စင်ရေးရဲ့တတိအထောက်ထားတွေလည်းရှိပါတယ်။ရုရှားလိုလာတဲ့တရင်အဖွဲ့တွေကရုရှားလိုချင်တာကိုပို့စတင်ဖို့မော်ဒယ်လူများတွေကိုပတ်စံပေးဖို့စူးစမ်းနေတဲ့ဗီဒီယိုတွေရှိပါတယ်။ BBC ကသတင်းမှဖြန့်ချိမှုဘယ်လိုလုပ်လို့လဲဆိုတာကိုသိဖို့လျှို့ဝှက်စုံစမ်းရေးလုပ်ခဲ့ပါတယ်။သူတို့ဟာတီးတန့် Telegram Channel တခုတည်းကိုဝင်ခဲ့ပါတယ်။သူတို့ဟာစစ်ဆေးမှုကိုအောင်မြင်ခဲ့ပါတယ်။ပတ်စံရတဲ့ရွေးကောက်ပွဲ Influencer တွေဖြစ်ဖို့အတွက် Online သင်ငန်းစာတွေကိုတက်ရောက်ခဲ့ကြတာပါ။တင်တန်းသားအသစ်တွေကအများကြီးလည်းအဲ့ဒီမှာရှိနေခဲ့ပါတယ်။တင်တန်းပြီးတဲ့နောက်တင်တန်းသားတွေကိုမြို့တော် CC Non မှာအလုပ်ကမ်းလှမ်းခဲ့ပါတယ်။လမ်းပေါ်မှာတရားမဝင်လူလူထင်မြင်ချက်စစ်တမ်းကောက်ယူမှုတွေလုပ်ဖို့သူတို့ပြောခဲ့ပါရီအဖွဲ့ကောင်းဆောင်က speaker phone နဲ့ရုရှားစကားပြောခဲ့တာပါ ဲဒီကုန်းရက်ကနောက်ပိုင်းမှာပတ်စံပို့ပေးဖို့ကမ်းလှမ်းခဲ့ပါတယ်။လူတွေကိုအတူရောက်ဆိုရှယ်မီဒီယာအကောင့်တွေဖွင့်ခိုင်းခဲ့ပါတယ်။ဘလို့စာသားတွေတင်ရမလဲဆိုတာကိုသူတို့ကပြောပြခဲ့ပါတယ်။အစိုးရနဲ့တမ်ပရာဆန်တူအကြောင်းတရေမှားတွေဖြန့်ဖို့သူတို့ပြောခဲ့ပါတယ်။တလားကိုဒေါ်လာ190လောက်ပေးမယ်လို့ပြောပါရယ်။ပတ်စံတွေကမော်စကိုမှာရှိတဲ့ PSB ဘဏ်ကနေလာမှာပါ။ PSB ဘဏ်ဟာရုရှားအစိုးရပိုင်ဖြစ်ပြီးနိုင်ငံတကာရဲ့အရေးယူပိတ်ဆို့မှုခံထားရပါရယ်။ဒီ post တွေကိုလူအများပြမြင်တွေ့ခဲ့ပါရယ်။မော်ဒိုဗာမှာလူဦးရေနှစ်တန်းကျော်ကျော်လေးပဲရှိရပါ BBC ကကုန်ရက်တစ်ခုရဲ့အစိတ်အပိုင်းဖြစ်ပုံရတဲ့ TikTok account 90ကိုလည်းတွေ့ရှိခဲ့ပါတယ်။ဒီ account တွေဟာရက်တူတွေမှာစာသားတူတွေကိုတင်ခဲ့ကြတာပါ။သူတို့မှာကြည့်ရှုသူပေါင်း23တန်းနဲ့ like ပေါင်း8,600တောင်ရှိခဲ့ပါတယ်။ Russia ကတော့ဆွဆွဲတာကိုညင်းဆိုပါတယ်။ Moreover ထောက်လိုင်းကတော့ရုရှားဟာလာမယ့်ရသဒပတ်ရလတ်ကိုပြင်ဖို့အတွက်စံချိန်တင်ငွေကြေးတွေတုံးဆွဲနေတယ်လို့ပြောပါရယ်။ဒေါ်လာ190ဆိုတဲ့ပမာဏဟာချမ်းသာတဲ့နိုင်ငံတွေမှာဘာမှမဟုတ်ပေမဲ့အခုအချိန်မှာတော့ Moreover အတွက်တော့အရန်ရေးပါပါရယ်။ ဒီနိုင်ငံမှာလူတွေစားတောက်နေထိုင်မှုစီအကျက်တဲနဲ့ရင်ဆိုင်နေရပါတယ်။ပြည်မြလာစားဒေါ်လာ300နဲ့400လောက်ပဲရှိတဲ့အတွက်ဒေါ်လာ180ဆိုတာဟာလာစားရဲ့တဝက်ကျော်လောက်ဖြစ်နေပါပြီ။ဒီတော့လူတွေဟာတနေ့ကို post အနှဲငယ်တင်ရုံနဲ့ဒီပမာဏကိုရနိုင်တာပါ။တနေ့ကနေနေမှာကျင်းပမယ်ရွေးကောက်ပွဲဟာလည်းပါလီမန်အတွက်ဖြစ်ပါတယ်။ဒါဒီဆဲဆူးနှစ်မကုံမချင်းမော်ဒိုဗာရဲ့နောက်ဆုံးအကြီးစားရွေးကောက်ပွဲဖြစ်ပါတယ်။ဒါကြောင့်ရုရှားကအရန်စူးစမ်းနေတာပါ။ဥရောပသမဂ္ဂ EU လိုလာတဲ့ညွန်ပေါင်းအဖွဲ့သားအနိုင်ရခဲ့ရင်မော်ဒိုဗာက EUC ကနေဒေါ်လာ2.3ဘီလီယံပိုထောက်ပံ့မှုတွေရရှိနိုင်ပါတယ်။ဒါကလည်းရုရှားကိုဒေါသထွက်စေနိုင်ပါတယ်။ရုရှားကလည်း Transnistria မှာစစ်တပ်တွေတိုးချက်တည်ဆောက်နေပါတယ်။ရုရှားကအလားတူကိစ္စတွေကိုပြီးခဲ့တဲ့နှစ်ကလည်းလုပ်ခဲ့ပူပါတယ်။တမ်ပရာရွေးကောက်ပွဲနဲ့ EU ဆိုင်ရာလူလူဆန်းနာခံယူပွဲအတွင်းမှာမော်ဒိုဗာအနာဘိုင်တွေရဲ့ပြောပြချက်အရရုရှားဟာဒေါ်လာတန်း200လောက်သုံးစွဲခဲ့တယ်လို့ဆိုပါတယ်။ဒီပမာဏဟာမော်ဒိုဗာရဲ့ GDP ရဲ့တိရခိုင်နှုန်းလောက်ရှိပါတယ်။ ရုရှားဟာဒီငွေတွေကိုရွေးကောက်ပွဲမဲဝယ်ဖို့တုံးခဲ့တယ်လို့လည်းသူတို့ကပြောပါရယ်။မဲယုံနာမှာလူတွေကိုပတ်စံပေးပြီးမဲထည့်ခိုင်းနေတဲ့အေဂျင့်တွေရဲ့ဗီဒီယိုမှတ်တမ်းတွေလည်းရှိခဲ့ပါရယ်။တချို့လူတွေကသူတို့ပြောတဲ့အတိုင်းမဲပေးဖို့ရုရှားငွေရူဘယ်နဲ့ငွေပေးခဲ့တယ်လို့လည်းပြောကြပါရယ်။တချို့ကတော့မဲယုံတွေမှာပတ်စံလာယူဖို့အတွက် Transnistria ကနေလာခဲ့တယ်လို့လည်းဆိုကြပါရယ်။တချို့ကလည်းသူတို့ကိုမဲထည့်ခိုင်းတဲ့ပါတီကိုမဲပေးခဲ့တယ်လို့လည်းဝန်ခံကြပါရယ်။ရုရှားကမော်ဒိုဗာကိုဘာကြောင့်တလောက်ထိလူကျင်တာလဲ။ ခရမလင်အစိုးရတတော်မိုဒိုဗာဟာကြီးမားတဲ့ဩဇာလွှမ်းမိုးမှုကိုပေးပါရယ်ပထမအနေနဲ့ပထဝီအနေထားကအရေးကြီးပါရယ်မိုဒိုဗာဟာ EU အဖွဲ့ဝင်ရိုမီးနီးယားနဲ့ကပ်လက်ရှိပြီးစစ်ဖြစ်ပွားနေတဲ့ယူကရိန်းနဲ့လည်းနှီးပါရယ်မော်စကိုကမိုဒိုဗာကိုနိုင်ငံရေးအရထိန်းချုပ်နိုင်ခဲ့တယ်နေတိုရဲ့ဘေးဘက်မှာအကာအကွယ်နေမိတဲ့ခုရရှိမှာဖြစ်ပါရယ်အဲ့ဒီအပြင်ယူကရိန်းပေါ်ဖိအားပေးနိုင်တဲ့အချက်တစ်ခုလည်းဖြစ်လာပါလိမ့်မယ်ဒုတိယချက်ကတော့မိုဒိုဗာဟာပေါင်းဆက်စစ်ပွဲအတွက်လွယ်ကူတဲ့မြေပြင်ဖြစ်ပါရယ်နိုင်ငံကတည်တဲ့ဆင်းရဲတဲ့အစိမ့်စိမ့်အမှုမှာကွဲနေပါရယ် ဒါကြောင့်တင်ကားတွေအသုံးမဲ့အစားငွေသားမီဒီယာလိမ်ညာမှုနဲ့ဥပဒေကြီးရလှည့်ကွက်တွေကိုတုံ့ဟာတာပိုပြီးလွယ်ကူမှာပါ။ဒီအစည်းအဝေးသားမော်ဒူဗာမှာအလုပ်ဖြစ်သွားရင်ဥရောပတိုက်ရဲတခြားနေရာတွေမှာလည်းအသုံးပြုလာနိုင်ပါတယ်။တတိယကတော့မော်ဒူဗာကိုထိန်းချုပ်လိုက်ရင် EU ရဲ့ဝင်ရောက်ဖို့ကရပ်တန့်သွားမှာပါ။ပြီးခဲ့တဲ့နှစ်က EU ဆက်ဆံရေးအတွက်လူလူစန္ဒာခန့်ယူွဲဟာမဲအနှဲငယ်နဲ့အနိုင်ရရှိခဲ့ပါတယ်။၅၀နှစ်ရာခိုင်နှုန်းလောက်ကထောက်ခံပေးပေးခဲ့ပါတယ်။ EU လိုလာတဲ့ PAS ပါတီဟာ EU အဖွဲ့ဝင်ဖြစ်ရေးကိုအကောင့်နဲ့ဖော်နိုင်မှုပါလီမန်မှာ ရှင်းရှင်းလင်းလင်းထောက်ခံမှုအများစုလိုအပ်ပါတယ်။အခုလက်ရှိမှာသူတို့မှာ58ရာခိုင်နှုန်းလောက်ရာခိုင်နှုန်းရှိပါတယ်။ပါလီမန်အမတ်နေရာတွေကိုနိုင်ငံတော်ဝန်ကရတဲ့မဲရာခိုင်နှုန်းအလိုက်သတ်မှတ်တာပါ။ PS ပါတီဟာ58ရာခိုင်နှုန်းကနေ49ရာခိုင်နှုန်းကိုကြားသွားခဲ့ရင်သူတို့ဟာတနိုင်ငံတဲ့အုပ်ချုပ်နိုင်စွမ်းကိုဆုံးရှုံးသွားမှာပါ။ဒါကညွန်ပေါင်းအဖွဲ့တွေဖွဲ့ရဖို့တွန်းအားပေးမှာဖြစ်ပြီးမော်စကိုဒေါ်လာရဲ့အစိုးရတည့်ရအာဏာရလာစေဖို့လမ်းဖွင့်ပေးနိုင်ပါတယ်။ဒါက Kremlin ရဲ့မျှော်လင့်ချက်ပါ။ တို့ကိုယ်တိုင်ရွေးကောက်ပွဲမှာအနိုင်ရဖို့မလိုအပ်ပါဘူး EU လိုလာတဲ့ပါတီကိုအင်အားမရနိုင်စေဖို့ပဲလိုပါတယ်မော်ဒိုဗာဟာလူဦးရေနှစ်သတမ၄တန်းလောက်ရှိတဲ့နိုင်ငံငယ်လေးပါဆိုလိုတာကမဲ1000ကနေ2000လောက်သာရွေးကောက်ပွဲရလဒ်ကိုပြောင်းလဲနိုင်တယ်ဆိုတဲ့သဘောပါရုရှားကဒီမလောက်မဲအရေးအတွက်ကိုလှုပ်ရမ်းနိုင် EU လိုလာတဲ့ပါတီဟာအများစုအင်အားကိုဆုံးရှုံးသွားနိုင်ပါတယ်အကစားမှလိုပဲအပြောင်းလဲလေးတွေကရလဒ်ကိုဆုံးဖြတ်နိုင်တာဖြစ်ပါတယ်ရွေးကောက်ပွဲကတော့တနင်္ဂနွေနေ့မှာကျင်းပပါလိမ့်မယ် ဒါပေမဲ့ဒီကိစ္စကပူတင်အတော်တော်သတင်းဆိုပါဘာလို့လဲဆိုတော့ကဘာကြီးကအနီးကပ်စောင့်ကြည့်နေလို့ပါရုရှားသားယူကရိန်းကိုကျူးကျော်ခဲ့ခြင်းမရှိဘူးဆိုရင်လူတော်တော်များများဟာမော်ဒိုဗာရဲ့ရွေးကောက်ပွဲကိုခရူးဆိုင်ချာမှာမဟုတ်ပါဘူးဒါကြောင့်ယူကရိန်းစစ်ပွဲကြောင့်ကဘာအာယုံဆိုင်မှုဟာအခုဆိုရင် အရှိဥရောပကိုရှောင်နေပါတယ်ကုလသမဂ္ဂမှာမော်ဒိုဗာဟာအဓိကဆွေးနွေးမှုရဲ့တစ်စိတ်ပိုင်းဖြစ်လာပါတယ်တမရဇလန်စကီကမော်ဒိုဗာဟာတရားမဝင်ရုရှားထိန်းချုပ်မှုအောက်ကိုကြောက်ရွံ့ရမှာမဟုတ်ဘူးလို့ပြောပါတယ် ရုရှားရဲ့စစ်ဖက်မှုကနေသူတို့ကိုသူတို့ခုခံကာကွယ်နေရတယ်လို့လည်းသူကဆိုပါတယ်။ EU ကလည်းမော်ဒိုဗာကိုကူညီနေပါတယ်။ EU ရဲ့အစိမ့်မြင့်ကိုယ်စားလှယ်ကရုရှားရဲ့ယူကရိန်းစစ်ပွဲဟာမော်ဒိုဗာရဲ့ကိုပြန့်နှံ့နေပြီလို့ပြောခဲ့ပါတယ်။ရုရှားကမော်ဒိုဗာရဲ့လေပိုင်းနက်ကိုချိုးဖောက်ခဲ့တယ်လို့လည်းသူကဆိုပါတယ်။အဲ့ဒီအပြင်စွိုင်းကိုအုံပြုပြီးမော်ဒိုဗာကိုအကြက်ကင်ခဲ့တယ်လို့လည်းပြောပါတယ်။ရုရှားဟာမော်ဒိုဗာရဲ့ဒီမိုကရေစီကိုလည်းဝင်ရောက်ဆွတ်ဖက်နေတယ်လို့သူကပြောပါရယ်။ဒါကြောင့် EU ဟာမော်ဒိုဗာမှာသူ့ရဲ့ထောက်ပံ့ရေးမစ်ရှင်ကိုချဲ့တွင်နေတာပါ။ EU ဟာရွေးကောက်ပွဲပတ်လည်ကတရားမဝင်ငွေကြေးထောက်ပံ့မှုကိုတားဆီးဖို့အတွက်အထူးအဖွဲ့တစ်ဖွဲ့ကိုစေလွှတ်ခဲ့ပါတယ်။အဲ့ဒီအပြင်နိုင်ငံခြားစွပ်ဖတ်မှုကိုလည်းတံပြန်ဖို့အတွက်လှိမြန်စွာတုံ့ပြန်ရေးအဖွဲ့ကိုလည်းဖြန့်ကျက်ထားပါတယ်။မော်ဒိုဗာပေါ်ရုရှားရဲ့စိတ်ဝင်စားမှုကအသစ်ဆက်မဟုတ်ပါဘူး။2020ပြည်နေတုန်းကမော်ဒိုဗာကိုမတည်ငြိမ်အောင်လုပ်ဖို့ရုရှားရဲ့အစီအစဉ်တစ်ခုပေါက်ကြခဲ့ပါတယ်။ဒီအစီအစဉ်မှာယူကရိန်းကိုလိမြန်စွာသိမ်းပိုက်ပြီးတဲ့နောက်မော်ဒိုဗာကိုအားနည်းအောင်လုပ်ဖို့မော်စကိုရဲ့ရည်မှန်းချက်ကိုဖော်ပြထားတာပါ။ရုရှားဟာဂျော်ဂျီယာမှာနယ်မြေသိမ်းယူခဲ့ပြီးပါပြီ။ ယူကရိန်းကိုလည်းကြိတ်ကျူးကျော်ခဲ့ပြီးပါပြီ။ကြီးတော့သူ့ရဲ့ဩဇာနယ်ပယ်အဖြစ်မြင်တဲ့နိုင်ငံတွေကိုဆက်လက်ထိန်းချုပ်ခြင်းပါတယ်။ကြွချင်းသူတွေကဒီလိုမျိုးတွေးခေါ်မှုဟာတမန်ကြောင်းကနေလာတယ်လို့ပြောပါတယ်။ရာဇဝင်များစွာကလေးကရုရှားဟာသူ့ပအဝင်ချင်းမှာအကာအကွယ်နေမိတွေကိုလိုချင်ခဲ့ပါတယ်။ကစ်တင်မှာတော့ဒါကအခွင့်အရေးရပိုင်ခွင့်ဆိုတဲ့စိတ်ကူးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ရုရှားဟာအနီးနားကနိုင်ငံတွေရဲ့အနာဂတ်ကိုသူကဆုံးဖြတ်နိုင်တယ်လို့မျိုးပြုမှုနေတာပါ။အဲ့ဒီအထက်မှာတော့ဂျော်ဂျီယာ၊မော်ဒိုဗာ၊အာမေးနီးယားနဲ့ယူကရိန်းလည်းပါဝင်ပါတယ်။ နောက်ထပ်အကြောင်းရင်းတစ်ခုကတော့မလုံခြုံမှုပါရုရှားမှာလူအများစုတော့ဘဝကခက်ခဲပါတယ်နိုင်ငံမှာရေနံနဲ့တဘာဝတန်းခွေလို့တဘာဝအရင်းမြစ်တွေအများကြီးရှိပေမဲ့အဂရိလိုက်စားမှုကြောင့်လူအနေငယ်သာချမ်းသာကြွယ်ဝနေတာပါလူအများစုကတော့ဆင်းရဲနေတော့မှာတချိန်ထဲမှာပဲအနီးအနားကအက်စတိုနီးယားလီဗီးယားရီသရေးနီးယားပိုလန်နဲ့ရိုမီးနီးယားလိုနိုင်ငံတွေဟာ EU ထဲဝင်ခဲ့ကြပါတယ်သူတို့ဟာပုံမတရားဝါပြောပြီးဒီမိုကရေစီပိုရရှိလာပါတယ်သူတို့ရဲ့ပြည်သူတွေဟာပုံမမြင်မာတဲ့လူနေမှုအဆင့်တန်းကိုခံစားနေရပါတယ် ဒါကရုရှားကိုနှိုင်းရှင်ကြီးပို့ပြီးအားနေတယ်လို့ဖြစ်စေတာပါယူကရိန်းကတော့အထူးအရေးကြီးပါတယ်ရုရှားဟာယူကရိန်းကိုသူလွှမ်းမိုးထားတဲ့နိုင်ငံအဖြစ်အမြင်မြင်ခဲ့ပါတယ်ဒါပေမဲ့ယူကရိန်းဟာအခုဆိုရင်ဥရောပနဲ့ပုံမူနီးစပ်လာပါပြီသူရဲ့လူအဖွဲ့အစည်းကလည်းပွင့်လင်းတယ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုဆွဲဆောင်နိုင်တယ်သူရဲ့ပြည်သူတွေကပုံမူလွတ်လပ်ပြီးအောင်မြင်ကြပါတယ်ပူတင်တော်တော်ဒါဟာချိန်ချောက်မှုတစ်ခုပါသူရဲ့နေဆက်ကနိုင်ငံတွေဟာအောင်မြင်တဲ့ EU အဖွဲ့ဝင်များဖြစ်လာတာကိုတားဆီးခြင်းနေတဲ့အကြောင်းဘာသာပြန်အနေနဲ့တင်ဆက်လိုက်ရပါတယ်ခင်ဗျာ။